ရန်ရှင်းပြပေးမယ်နော်ရန်ရှင်းပြပေးပါမယ်ငါးကတ်စီပါနော်6 3ည3ဒီ3လုံးပေါင်းခြင်းက6မို့လို့ဒီ3ဒီ3လုံးပေါင်းခြင်းကလည်း6 6 9 6 9တယ်ငါးငါး6 6 9တယ်ကွငါ၆9ဒီ3လုံးပေါင်းခြင်းက3ညမို့လို့4 4 2ဆိုရ3ည3 ရှင်းနှစ်ကိုဒီ၃လုံးဝန်းကျင်အသုံးမှုလို့ကျွန်တော်ဒီမှာခွန်9ခွန်ဆိုရလဲ၃ဖြစ်တယ်၄၈5ခွန်မှုလို့၈ခွန်နှစ်ဆိုရလဲခွန်လိုက်တယ်၃၃၃9မှုလို့9မှုလို့ဒီမှာ9ဆက်ပေးမယ်ဆိုရင်2 9 4 5အဲ့၄ကဒီဒီဆိုင်ထဲလားဆိုတော့အဲ့၄ကအဲ့ဒီဆိုင်ထဲမှောက်ဘူးပေါ့နော် ဒီနိုင်မှာပြပေးမယ်။ဒီဒီ site ထဲမဟုတ်ဘူးဆိုတော့လေးကျွန်တော်ပြပေးပါမယ်။ညမ်းပါပါနော်။အဲလေးထိပ်ကြီးလေးကဒလူလေးရှိပါသေးတယ်။ဒီခွန်ရဲ့လေးရဲ့ဒီနှလုံးပေါင်းခြင်းကဒီခွန်နဲ့ဒီလေးနဲ့နှလုံးပေါင်းခြင်းကတစ်ဖြစ်ပါရဲ့နော်။တစ် ဒီဖြစ်ပါတယ်အဲ့ဒါရောဒီဆောင်းလို့သွားရင်ဒီနှလုံးပေါင်းညက်က9နဲ့9နဲ့ပေါင်းညက်က3ညဖြစ်ပါတယ်နော်3ညဖြစ်တယ်တစ်ပြီးရော3ညဒီနှလုံးပေါင်းညက်3ညပြီးရောဒီမှာ9နဲ့4နဲ့ထိပ်သီးနှလုံးပေါင်းညက်က9လို့ဖြစ်ပါတယ်နော်9လို့ဖြစ်ပါတယ်1 3 9 ဒီမှာ shift အလက်ဖြစ်ပြီပေါ့နော် shift လက်ဖြစ်ပြီတော့ဒီမှာ9ရဲ့3ရဲ့ shift ပါနော်9ရဲ့3ရဲ့ shift ပါ9ရဲ့3ရဲ့ shift ဖြစ်ပါတယ် shift ပြီးတော့ဘာလာမလဲဆိုခွန်ခွန်ကဒီမှာဒီထိပ်ကျွန်တော်အခုထိုးမဲ့ပြီမှာဒီ3ထိပ်နဲ့ဒီ4ထိပ်နဲ့ပေါင်းမှာခွန်ဖြစ်မှာနော်အကြတော့ဒီမှာ4ထိပ်ပဲပြန်ရပါရဲ့နော်ဒီနှလုံးခွန်ရှေ့ကို တစ်ဆယ်ဆက်တင်နော်ဆက်တင်အဲ့အောင်မှနောက်၄ထိပ်တစ်ဆိုင်ကကြတော့ဒီနောက်ပိတ်နှလုံးနဲ့ဒီထိပ်နဲ့9ဒီ9 3ညာနဲ့ဒီ၄ထိပ်နဲ့က9 9ပြီးတော့ဒီ9လေးနဲ့ဒီ9နဲ့3လုံးညာ8 9 8ဒီ9 3 3ညာနဲ့ဒီ4နဲ့ပေါင်းတော့9 ရှိခွန်ဒီမှာကျတော့3ရယ်3ရယ်ဆိုတော့လျှောက်9ရှိခွန်လျှောက်ဒီမှာ9ဖြစ်ဖို့ဆိုရင်ဒီမှာ1ဆိုတော့နှစ်9ဆိုတော့1ဆိုတော့ဒီမှာ4ထိပ်ထဲမှာ9ဖြစ်မယ်နော်ရေး Okay okay ၅ဖြစ်မယ်အကြရကျွန်တော်4ထိပ်ရတာပြီခုနကခုနကကျတော့ကျွန်တော်9ပြိဋ္ဌာန်းလာတယ်နော်9ပြိဋ္ဌာန်းလာတယ်အခု4ထိပ်ရအောင် ျွန်တော်အပိတ်လေးကိုထပ်ပြပေးမယ်။နော်အပိတ်လေးကိုကျွန်တော်ဒီထဲမှာထပ်ပြပေးမယ်။အပိတ်လေးအပိတ်လေးကိုထပ်ပြပေးမယ်ဆိုတော့ဒီမှာအပိတ်လေးကိုထပ်ပြပေးမယ်ဆိုတော့ဟာလေနော်ဒီကနေပြအောင်ပြနော် အပိတ်လေးထပ်ပြပေးမယ်ပိတ်လေးကဒီမှာပိတ်ကကျွန်တော်မစွဲရသေးလို့ခဏလေးပိတ်ကကျွန်တော်မစွဲရသေးလို့နော်ခဏလေးစောင့်ပြပါဒါကအခုမှကျွန်တော်ဖိုးရနေတော့မှာလို့နော် ားမယ်ပေါ့နော်အပိတ်ကိုကျွန်တော်ပြပေးမယ်အပိတ်ကဘယ်လိုလဲဆိုတော့အပိတ်ကဒီမှာ3နော်အများဒီရောမိုက်ကိုဒီမှာ3ဒီမှာ3ဒီ3ကဒီ3အပိတ်နော်ဒီ3အပိတ်ရဲ့ဒီ1 3ဒီအပိတ်ကဒီမှာ3လာပိတ်မယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီ shit ဒီချက်ကဒီမှာရှေ့အပိတ်ရှေ့အပိတ်ကဒီရှေ့ပိတ်က10နဲ့3ဒီမှာဒီချက်ကဒီကိုပိတ်မယ်ဒီခွန်ဒီခွန်ကဒီမှာလာပိတ်မယ်ခွန်ကခွန်ပိတ်ပါနော်အရာဒီမှာဒီ1ဒီ1ကဒီမှာလာပိတ်မယ်ဒီ1ပိတ်ကဒီ1ပိတ် ဒီခွန်ပိတ်ကဒီမှာခွန်လာပိတ်မယ်ဟမ်ဒီနှစ်ပိတ်ကဒီမှာနှစ်လာပိတ်မယ်နှစ်ပိတ်လည်းရပြီကျွန်တော်လေးထိတ်လည်းရပြီဗရိတ်လည်းရဟုတ်တယ်မဟုတ်လားကိုကျွန်တော်ပြပေးမယ်ဒီ၃ထိတ်ကအ၃ပိတ်ကဒီမှာ၃ပိတ်နော်၃ပိတ်က၃ပိတ်တူပရာတူပရာအပိတ်က၈ကဒီမှာ၈ပိတ် ီခွန်ပိတ်ကဒီမှာခွန်ပိတ်ဒီတက်အပိတ်ကဒီမှာတက်အပိတ်ဒီခွန်ပိတ်ကဒီမှာခွန်ပိတ်ဒီနှစ်အပိတ်ကဒီမှာနှစ်အပိတ်ဆိုတော့၄ထိတ်နဲ့နှစ်အပိတ်ရပါပြီနော်၅ပရိတ်ဆိုတော့ကျွန်တော်တို့ဘာလို့အောင်လား၄ကိုနှစ် ဒဲ့ထိုးရမယ်ပေါ့နော်အာဝရန်လိုက်ပေါ့ဗျာနော်လေးကိုနှစ်ကိုဒဲ့ထိုးရမယ်ဟုတ်ငါးပရိတ်နဲ့နော်လေးကိုနှစ်ကိုဒဲ့ထိုးရမယ်နော်လေးကိုနှစ်ကိုဒဲ့ထိုးရမယ်ကြာရင်ထိုးမယ်လေးကိုနှစ်ကိုဒဲ့ထိုးမယ်နော်ဒီမှာငယ်ကြီးနေနော်အာ ှိပါ site ကိုရှင်ရယ်လေးကိုနဲ့နော်လေးကိုနဲ့ကိုတဲ့ထိုးမယ်အထမရံမယ်ဆိုရင်ဘယ်ကနောင်ရံမလဲဆိုရင်ဘယ်ကနောင်ရံမလဲဆိုရင်၄၅၆ဆိုတော့ကဏ္ဍလေးတော့ရံလိုက်ပါဗျာနော်ဒါလေးရောအရင်မှာ နော်ရံမယ်၄ောက်လေးကိုပပလေးရံလိုက်ပေါ့ဒီ၄၅လျှောက်ထိမှလည်းပေါက်နေတယ်ဒီတစ်ပတ်၄၅လျှောက်ကကီး၄၅လျှောက်ကကီးကီးရဖြစ်တယ်ဒီဒီတုံးတော့၄၅လျှောက်ထိမှပေါက်မယ်ဒီလိုပဲအခုဟာဘလို့ကီးရဲဆိုရင်၄လျှောက်ကလည်းကီးနော်၃ခွန်၈ကလည်း ကီးဟိုဒီအပေါ်နဲ့အောက်နဲ့လဲညှိမှရမယ်ဗျာနော်ဒီအပေါ်အောက်ကလည်းထိမှပေါ့ဟိုတစ်နှစ်စာလုံးမှာတစ်နှစ်စာလုံးမှာတော့ဒီ၃လုံး၃ခွန်၈အထိနဲ့ဒီတစ်နှစ်စာလုံးမှာတော့ဒီ၃ခွန်၈အထိနဲ့ထွက်နေပါရဲ့နော်၄၅၆ကီးရတော့ကျွန်တော်မပြတော့ဘူးဗျာနော်၄၅၆ကီးရတော့ကျွန်တော်မပြတော့ဆိုက်ကရှေ့ဝမ်းမှာကြောက်လို့နော်ကျွန်တော်ဗီဒီယိုပိုင်းလေးရှေ့ဝမ်းမှာကြောက်လို့ကြာရင် 6ကိုနှစ်တဲ့နဲ့6 5လျှောက်အရန်ပေါ့နော်အဲ့နှစ်ကောက်ကိုထိုးပါမိန်းမိန်းတင်ထိုးပါနော်မိန်းတင်ထိုးပါဒီကောင်မိန်းတင်ထိုးပါ6ကိုနှစ်ကိုထိုးပြောင်းထိုးပါဗျာနော်အားလုံးကံကောင်းကြပါစေဗျာနော်